ဆက်ပြီးတော့မွန်းတိုင်ဆန်းအပိုင်းကိုကြည့်ကြမယ်အဲ့တော့14ကနေပြီးတော့16အထိဆက်ပြီးတော့ကြည့်ရမှာပေါ့နော် အဲဒီအပိုင်းကကြတော့ reading လိုမျိုးတမဲ့ reading ဆိုပေမဲ့သူကတော့စာကြောင်းအကုန်လုံးဖတ်ဖို့လိုအပ်တယ်ပေါ့နော်မိကုံးဝင်မှာဖြည်တာမျိုးမဟုတ်ဘူးဒီအပိုင်းကသူကအပေါက်လေးဖောက်ထားတဲ့အထဲမှာကိုယ်ကဘာစကားလုံးထင်မယ်ဆိုတာကိုအောက်မှာပြန်ပြီးရွေးချယ်ရတဲ့အပိုင်းလေးပေါ့နော် as စပြီးတော့ကြည့်ကြမယ်သူဒီမှာအခုခေါင်းစဉ်တက်ထားတာက Sakura Biju Sukan no Kisatan နဲ့ Biju Sukan ဆိုတဲ့ခန်းစည်းလေးရေးထားတာအနုပညာပြတိုက် Sakura အနုပညာပြတိုက်ရဲ့ Kisatan ဆိုတဲ့လက်ဖက်ရည်ဆိုင်ပါတဲ့ အဲ့တော့အောက်မှာကြည့်မယ်စဖတ်မယ်စန်ဂျီဆာအဲ့ဒီမှာရေးထားတယ်စန်ဂျီဆာဆိုတာလေစန်ဂျီဆာဆိုတာဟိုတနီယာလို့ပြောတာဟိုတနီကတဲ့မီနာမီအခီနိုချီကာကူအိုမီနာမီအခီရဲ့ချီကာကူဆိုတဲ့အနီးနာကိုအာရူအီဒေအီဒါတိုကီတဲ့အာရူအီဒေအီဒါတိုကီအာရူအီယာဘာလို့တာလဲလမ်းလျှောက်တီဆိုတဲ့စကားလုံးလေးအဲ့တော့ဟိုတနီကတဲ့အဲမီနာမီအခီရဲ့အနီးနာကိုလမ်းလျှောက်ခဲ့တော့က ဘီဂျူးစကန်ကိုမစ်စခဲမရှိတာဘီဂျူးစကန်ဆိုရဲအနုပညာပြတိုက်ကိုမစ်စခဲမရှိတာတွေ့ရှိခဲ့ပါတယ်တဲ့စာကူရာဘီဂျူးစကန်ကစာကူရာအနုပညာပြတိုက်ကတော့နာနီဆက်ရှင်မှာအပေါက်ဖောက်ထားတယ်ပြီးတော့ချီဆာနာဘီဂျူးစကန်ဒေချီဆာနာတင်းရဲ့အနုပညာပြတိုက်ဖြစ်ပြီးတော့ရှီရိုခူတဲအဖြူရောင်ဖြစ်ပြီးခီရဲအီနာတာသိမ်းမိုးနိုဒေစတာ ခီးတဲ့အီနာလှပတဲ့အဲ့ဒီစကလုံးကတာချင်းမိုနိုဆိုရဲအဆောက်အဦးခန်းကြီးလှပတဲ့အဆောက်အဦးဖြစ်ခဲ့ပါတယ်တဲ့ဘီဂျူစကန်ရဲ့အကြောင်းကိုသူကရေးထားတာဘီဂျူဆာကူရာဘီဂျူစကန်ကဘယ်လိုပုံစံမျိုးတင်းငယ်တဲ့အထူရောင်ဖြစ်တဲ့ပြီးလှပတဲ့အဆောက်အဦးဖြစ်တဲ့နောက်တစ်ကြောင်းလောက်ထပ်ဖတ်မယ်ဂျီခန်ကအတနုတဲ့အချင်းရှိခဲ့တာကြောင့်ဝါတာရှိဝဘီဂျူစကန်နီဟိုက်တဲ့မီမတ်စတာကျွန်တော်ကဘီဂျူစကန်ကိုဟာအီတဲ့မီမတ်စတာဝင်ကြည့်ခဲ့ပါတယ်တဲ့ ဒါဆိုရင်အခုပြောသွားတာစကူရာဗီဒီယိုစက္ကန်ရဲ့အကြောင်းကိုပြောသွားတာဖြစ်တယ်နော်အဲ့တော့နံပါတ်18မှာဘာထည့်မလဲအောက်မှာရွေးချယ်စရာလေး၄လုံးပေးထားတယ်နံပါတ်1မှာဂပေးထားတယ်နံပါတ်2မှာတိုးဤဥပေးထားတယ်နံပါတ်၄မှာယောရီရဲ့နံပါတ်၅မှာ နာတာရဲ့နာတာဆိုတာကယင်ဆိုတဲ့အတိတ်ပဲတိုအီဥဆိုတာကလို့ခေါ်တယ်လို့ခေါ်တာလို့ခေါ်တဲ့ definition ဖွင့်လို့ရတဲ့အခါမှာသုံးတာပေါ့ ယောရီယာကျတော့နှိုင်းရှင်တဲ့အခါမှာတုံးတာအခုပြောသွားတဲ့စာတောင်းထဲမှာဆိုရင်ဘီဂျူးစကန်ဆိုရဲအမှုပညာပြတ်တိုက်အကြောင်းပဲပြောသွားတာဖြစ်တယ်အဲ့တော့နှိုင်းရှင်တာမဟုတ်တဲ့အတွက်ကိုရီယောရီလည်းထည့်ပေးရဘူးထည့်ပေးလို့မရဘူးနံပါတ်၄ကနားတာလည်းထည့်ပေးလို့မရဘူးနံပါတ်၂ကလိုမျိုးအတိတ်ပဲဖွင့်ဆိုတာမဟုတ်တဲ့အတွက်တိုအီအူလည်းထည့်ပေးလို့မရဘူး အဲ့အတွက်နောက်ဆုံးအဖြေကဂါပါဂါဆိုရင်အမြဲတမ်းမှတ်ထားမယ်ဂါရဲ့သုံးပုံကသူကအရှိက subject ပြုလုပ်သူအကြောင်းညာကိုအဓိကထားပြီးပြောချင်ရင်ဂါကိုတောင်းရတာဖြစ်တဲ့အခုစာကြောင်းထဲမှာဆိုရင်လည်းသူက video second လို့ခေါ်တဲ့အနုပညာပြတိုက်အကြောင်းကိုရှေ့ဆုံးမှာထားပြီးတော့ပြောထားတာဖြစ်တဲ့အဲ့အတွက်ဒီမှာ number 16မှာဗာထည့်မလဲ ichiban ကဂါစရာလီကိုထည့်ပေးရတာဖြစ်တယ်နော်အဲ့နောက်တစ်ကြောင်းလေးထပ်ပတ်မယ်တောင်းကြောင်းမြောက်မှာ sakura biju scan ni wa ဆာကူရာအနုပညာပြတိုက်ကဟာနာနိုအေကဟာနာစရပန်းရဲ့အဲစရပတိတွေတက္ကသအာဒီမတ်တာအများကြီးရှိခဲ့ပါတယ်ပတိကားတွေအများကြီးရှိခဲ့ပါတယ်တဲ့ဝါတစီဝအေအိုမီတာအတူတဲ့ကျွန်တော်ကပကြီကိုကြည်ပြီးတဲ့နောက်မှာမီတာအတူတဲ့ဆိုရင်ပါလေပြီးနောက်ကြည်ပြီးတဲ့နောက်မှာဘီဂျူးစက္ကန်တော့နခနိဘီဂျူးစက္ကန်ရဲ့အလေမှာ ခိသတန်ကအာရုလိုနိခိသတန်ဆိုရလဖေးဆိုင်ရှိတာကိုခိကစခိမရှိတာခိကစခိမရှိတာကိုမှတ်ရမယ်တတိထားမိခဲ့တာတတိထားမိရဲ့ဆိုရင်ခိကစခိမရှိတာတတိထားမိခဲ့ပါတယ်တဲ့အမှုပညာပြတိုက်ထဲမှာရှိတဲ့ခိသတန်ဆိုရလဖေးဆိုင်ရှိတာကိုဘာလို့မိသွားရလဲခိကစခိမရှိတာတတိထားမိခဲ့တာနောက်တစ်ကြောင်ထပ်ဖတ်မယ်ဆိုရတဲ့ဒါကြောင့်မို့လို့ ခိစားတန်တဲ့လဖေးဆိုင်မှာစကိုစီအနေငယ်ကွက်လက်ပါတယ်တဲ့လဖေးဆိုင်မှာအနေငယ်ကွက်လက်တယ်ပြီးတော့အနောက်မှာဆက်ကြည့်အိုခိနာမတူကအဲ့ဒီခန်းကြီးကမတူဆိုရဲပဒင်းပေါက်ခန်းကြီးလေးအဲ့အိုခိနာမတူကအဲ့တော့ကြီးမားတဲ့ပဒင်းပေါက်ကအာဒုရှိတဲ့ အာခါရူဤခိစာတန်ဒက်စ်တာအာခါရူဤလင်းနဲ့လဖေးဆိုင်ဖြစ်ခဲ့ပါတယ်တဲ့အဲလဖေးဆိုင်ရဲ့ဖွဲ့စည်းတရားပုံပြောထားတာပေါ့အဲတော့ကိုရီ16နေရာမှာဘာထင်မလဲကြည့်ရအောင်ဒါကြောင့်မို့လို့လဖေးဆိုင်မှာစကိုစီအနေငယ်ဘာလုပ်ခဲ့တာဖြစ်မလဲအောက်ကနမတ်စကိုမှာပထမဦးဆုံးတစ်ခုကြည့်ကြည့်မယ်ယာဆုမီဆိုဒက်စ်တဲ့အဲ့ဒီမှာယာဆုမီကအနားယူတာဟုတ်တယ်နော် ဆိုဒက်ဆိုရင်ဘလို့ခါမှာတုံးတာလေခမန်းပြီးပြောဆိုရဲခါမှာတုံးတာအခုကြည်ပုံရရင်စာเจ้าမှာကခမန်းတာမဟုတ်ဘူးသူကိုယ်တိုင်သွားပြီးတော့လက်ဖေးဆိုင်နဲ့ဝင်ပြီးသွားခဲ့တဲ့အရာကိုရေးထားတာဖြစ်တဲ့အတွက်ခမန်းနဲ့အရာဆိုဒက်နဲ့ပြောလို့မရဘူးအဲ့အတွက်နံပါတ်1ကိုပယ်လိုက်မယ်နံပါတ်2ကိုကြည့်ယွန်တာဟိုကယောခတာဒက်ယောခတာဒက်ရာကကောင်းတယ်အရှိမပါရေးထားလေတာ ဟူကလို့ရေးထားတယ်အဲ့တော့ဟူကဆိုရင်ကိုရီပတ္တာမှာလေအကြံဉာဏ်နေတောင်းတဲ့အခါမှာတုံးတဲ့ဘတ်တာဟူကအီဒက်ဆိုတဲ့ပတ္တာလေးရှိရဲ့အဲ့ဒီပတ္တာနဲ့သွားဆင်တယ်အဲ့တွေ့တာအကြံဉာဏ်တောင်းတဲ့ပတ္တာမျိုးစားဖြစ်နေတော့အခုကသူကအကြံဉာဏ်တောင်းတာမဟုတ်ဘူးသူကိုယ်တိုင်လက်ဖေးဆိုင်ဝင်ပြီးတော့ကြည်တာအဲ့တွေ့နံပါတ်1ကိုလည်းရွေးပြီးလို့မရပါဘူးနံပါတ်3ကြည့်မယ်ယာဆွန်တဲ့အိုကီမတ်စတာ โอคิมาสตาဘတ်သဲโอคิมาสตาဆိုရင်โจတင်ပြင်ဆင်တဲ့အခါမှာတုံးတဲ့အတုံးနှုံးလေးအခုပြောတဲ့အရာကโจတင်ပြင်ဆင်နေတာလား မဟုတ်နေဘူး8ဝက်နံပါတ်3ကိုပယ်လိုက်တယ်8ဝက်နောက်ဆုံးအထီးကနံပါတ်4လေးပဲကျန်တော့တယ်အဲ့တော့အဖြေမှန်ကိုရှာမဲ့အစားကိုရီတက်ကနေလေးတွင်ကြည့်တယ်အထဲမှာမှားတယ်လို့ပြစ်သေးကြသွားပြီဆိုတော့လည်းအဲ့ဒီစကလုံးကိုပယ်လိုက်လို့ရတယ်အဖြေမှန်ကိုရှာမဲ့အစားအမှားကိုပယ်လိုက်ရင်အမှန်ကိုတွေ့လိမ့်မယ်8ဝက်နံပါတ်4ကအဖြေမှန်လေးရာစုမှုခိုတိုနီစီမိုင်းစတာအနာယူဖို့လုပ်ခဲ့ပါတယ်လို့ရှင်းထားတာနော်အဲ့ဆိုရင်ဒါ19ဝက်အတွက်လေးအထီးရသွားပြီ နောက်တစ်ပုတ်လေးဆက်ဖတ်မယ်နောက်တစ်ပုတ်ကကျတော့သူကအဲဒီမှာပြန်ဖတ်မယ်မာတူခါတာတဲ့ပဒင်းပေါက်ကနီမီအေရုညင်းနှိုင်းတဲ့ခိနီဝတပ်ပင်မာက いろいろな花が咲いていました。အမျိုးမျိုးသောပန်းတွေကပွင့်နေပါတယ်။စာဤသည်ဆိုတာစာခိမဆိုရယ်ပန်းပွင့်ဒီကိုတဲ့ဖောင်ပြောင်းရင်စာဤသည်အဲ့တော့ဗတင်းပေါက်ကနေမြင်နိုင်တဲ့မြင်ရတဲ့တပ်ပင်မှာဆိုရင်အမျိုးမျိုးသောပန်းတွေကပွင့်နေပါတယ်တဲ့အဲ့20မှာထပ်ပြီးရေးထားသေးတယ်။အဲ့တော့အနောက်မှာကြည့်ကြည့်ဗာရေးထားလေခိစတန်တော့နခာနီမိုလဖေးရည်ဆိုင်ထဲမှာလဲပဲဟာနာနောအေက တက္ကသအာဒီမတ်စတာပန်းရည်ပုံလီပန်းရည်ပကြီးကားတွေအများကြီးရှိခဲ့တယ်။ဒါဆိုရင်သူပြောချင်တာလဖေးဆိုင်ထဲမှာရှိတဲ့အရာတွေကိုပြောချင်တာလဖေးဆိုင်ကနေပြီးတော့မြင်နိုင်တဲ့တပ်ပင်မှာဆိုရင်ပန်းတွေအများကြီးပွင့်နေတယ်။ပြီးတော့ကိုဘာရှိသေးလဲလဖေးဆိုင်ထဲမှာဆိုရင်လဲပန်းနဲ့ပတ်သက်တဲ့ပကြီးကားတွေအများကြီးရှိတယ်ဒါကိုရေးထားတာအနောက်တစ်ချက်ခိုးဟီမိုအိုအီရှိခုတဲ့ခိုးစ်ရယ်ကော်ဖီရလဲအရသာရှိပြီးတော့ တော်တဲမိုးဤမိစေဒေသအရန်ကိုကောင်းနေစိုင်ဖြစ်ခဲ့ပါတယ်အဲ့ဒါဆိုရင်ခိစတန်ဆိုရလက်ဖေးဆိုင်ရဲ့သူ့မှာရှိတဲ့အစင်ဝါရှိတဲ့အရာတွေသူ့ရဲ့အကြီးအသေးတွေကိုဖော်ထုတ်ပြထားတာအဲ့20မှာဘာထည့်မလဲကြည့်ရအောင်20မှာဆိုရင်တာတိုးအေးပါတယ်ဥပမာအာဖြစ်အ အဲ့တော့အခုကဥပမာပေးပြီးပြောဆိုတာမဟုတ်ဘဲနဲ့သူ့ကိုယ်တိုင်မြင်တွေ့ရတဲ့အရာကိုပြောတာဖြစ်တဲ့8ရက်နံပါတ်1ကတာတူအိဘကိုတုံးလို့မရနိုင်ဘူးနံပါတ်2ကဒက်ခါတာဒက်ခါတာဆိုတာကြောက်တော့ကြောက်အခုကဘာမှအကြောင်းများချက်ပြောနေတာမဟုတ်ဘူးလက်ဖေးဆိုင်ရဲ့အရေးချင်းကိုပြောတာဖြစ်တဲ့အတွက်နံပါတ်2လည်းပယ်မယ် နံပါတ်3ဆိုရှိတဲ့ဆိုရှိတဲ့ရဲ့အတိတ်ပဲကနောက်ပြီးသူကတော့ဖြစ်နိုင်ချင်များတဲ့သူအခုပြောတဲ့အထဲမှာလဖေးဆိုင်ရဲ့ခုံတဲ့င်းကတစ်ခုပြီးတစ်ခုကိုပြောပြနေတယ်သူရဲ့အရေးချင်းကတစ်ခုထပ်မကတာကိုပြောပြနေတာဖြစ်တဲ့အတွက်ဆိုရှိတဲ့ကိုရွေးချယ်ပြီးလို့ရနိုင်တယ်။ ံပါတ်၄ကတုတ်ခွနိတုတ်ခွနိကအထူးသဖြင့်လို့ပြောတာအခုကအထူးသဖြင့်ကိုပြောနေတာမဟုတ်ဘူးသူ့ရဲ့အရေးချင်းကိုပြောနေတာဖြစ်တယ်အဲ့တွက်တခုတည်းမကတဲ့ဂုံရေးချင်းတွေကိုပြောရင်ဘာလို့သုံးမလဲဆိုးရှစ်သဲဆိုပြီးစာချောင်းရဲ့အရှိမထည့်ပြီးရတယ်အဲ့တွက်နံပါတ်၂၀ရဲ့အဖြေကစမ်းပန်က ဆိုးရှစ်သဲကိုထည့်ပြီးရမယ်နော်နောက်တစ်ပုံလေးဆက်ကြည့်အောင်၂၁ မစတဲ့မှာသူကဘာကြီးမလဲအောက်ဆုံးကတပိုင်လုံးဖက်ရမှာဘီဂျူးစက္ခန်နီဟာယီဒူလီယောခင်းယွန်းအိုးတဲ့အဘီဂျူးစက္ခန်ကိုပေးရမယ်မွေရမယ်လီယောခင်းဆိုရဲအခါကြီးဝင်ကိုတဲ့ကာအေစီဝါနာခူတဲ့မို့မပေးလဲပဲ ခိစတန်နိဝလဖေးဆိုင်မာကကွက်လက်ပါတယ်မပီးလေပဲအဲ့တော့ဒီမှာမှတ်ထားမယ်တဲမူဆိုရဲအတုံးနှုံပိုင်အရှိယဘက်မှာ9ဖောင်ရေးထားရင် အနောက်ကဘက်ကို positive လို့သုံးပြရတယ်အဲ့ဒီနှစ်ခုကပြောင်းမြန်အရှိမ positive ဆိုရင်အနောက်ကစာချောင်းက negative စန့်ကျင်ဘက်အကြောင်းအရာတွေဖြစ်ရမယ်အဲ့ဒီတော့တင်းမုံနဲ့ဆက်ထားပြီးတာเนาะဒါနောက်ဆုံးတစ်ချောင်းမှာဆိုးရဲသေးဒါကြောင့်ね 最近ね、あくだろ、よく、あ、がんまじゃかなご。えで、いますとありしばりで。今、ま、私が一番好きな場所です。あくそいの、じゃの家で、あちゃいそう場所、に、ね、やちばりで。あそい、あまなさてや、ざかろみりじゅいちめ。なさてま、そいとか、はいろことかできますで。 ခိုးတူကဒေကီမဆိုရင်မလုပ်တာလေလုံနိုင်သည်ဆိုရဲအတော်အနှုံးလေးအဲ့တော့အရှိရာစာချောင်းနဲ့ဆိုရင်ဒါပုံပြီးမှမှန်နိုင်ဘူးလားပတ်စံလီယော့ကင်ဆိုရဲအခါချင်းဝင်ကိုမပြီးလေးပဲမလုပ်နိုင်တာလေခိစားတန်ဆိုရဲလက်ဖိဆိုင်ကိုဝင်နိုင်တယ်ဆိုရင်ပို့ပြီးတော့မှန်နေအဲ့တော့နံပါတ်၁ကိုအဖြေတွေ့သွားပြီပေါ့နံပါတ်၂မှာဆိုရင် height the modaimas modaimas ဆိုရင်လက်ခံရရှိတယ်ဆိုရဲအရာအဲ့တော့လက်ခံရရှိတာဘာမှမရှိရတဲ့အတွက်ညိုပဲမယ် နံပါတ်3မှာ Smoody Desk ကရည်ရွယ်တာရည်ရွယ်တာလည်းမဖြစ်နိုင်ဘူးလीနော်နံပါတ်4မှာ Hide the Ikimas Rain ဝင်သွားတယ်ဝင်သွားတယ်လို့လည်းမပြောလို့မရဘူးအခုကအခါချင်းဝင်ကိုမပေးလဲပဲဝင်နိုင်တယ်လို့ပြောမှာမှန်မှာလုံနိုင်တဲ့အရာကိုပြောချင်တာအဲ့တော့ Ichiban က Haidu Koto ga Dekimas ကိုကိုရီရွေးချယ်ပေးရမယ်ဟုတ်ပြီနော်အဆွင်ဒါလေးကတော့ reading ကိုအပေါက်ဖြစ်ရတဲ့ပုံစံလေးပါစုစုပေါင်းသူမှာဆိုရင်၃၄၅ လေးလေးပုံလေးဖြည့်ထားနေပေါ့နော်အဲ့ဒါလေးကတော့ပထမပိုင်းဒိုးကင်ရဲ့အပိုင်းလေးပါဒါလေး